မင်္ဂလာပါခင်ဗျာကျွန်တော်ခုတစ်ခေါက်ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့လက္ခဏာပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်မိဘွားမှာတိုးတက်မှုတွေပြောင်းလဲမှုတွေကြုံတော့မယ်ဆိုရင်ပေါ်ပေါ်လာနိုင်တဲ့လက္ခဏာအမှတ်အကြောင်းလေးကိုပြောပြပေးသွားမယ်ဝင်မြပေးသွားမယ်အဲ့ဒီလက္ခဏာဗောနော်ဒါအမ်မွေးကနေမှာပါရှိရလဲရှိ နောက်ကြမှာလဲပေါ်ပေါက်လာတာမျိုးရှိရပေါ့နော်အဲတချို့တွေကဘယ်ဘက်လက်မှာပါရှိတယ်တချို့တွေကညာဘက်လက်မှာပေါ်ပေါက်လာတာမျိုးပေါ့အဲလိုမျိုးလက္ခဏာပေါ်ပေါက်လာပြီဆိုရင်မိမိကဘဝမှာတိုးတက်မှုတွေပြောင်းလဲမှုတွေဒါကြုံရတော့မယ်ပေါ့နော်အဲဘဝမှာဥစ္စာပစ္စည်းအဲဒီပြေဆုံးကြွားချမ်းသာမှုတွေလုပ်ငန်းပိုင်းမှာအောင်မြင်မှုတွေတိုးတက်မှုတွေကိုရရှိတော့မယ်ဆိုတာကိုပြနေတဲ့လက္ခဏာအမှတ်အသားကောင်းတစ်ခု ဖြစ်တယ်။အဲ့ဒါဘာလဲဆိုတော့အသက်လမ်းကြောင်းနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဒါပေါ်ပေါက်လာတဲ့လက္ခဏာအမှတ်သားကောင်းတစ်ခုမိမိဘဝကိုတိုးတက်မှုပြောင်းလဲမှုနဲ့အောင်မြင်မှုတွေဥစ္စာတနာတွေကိုပေါ်ကြပေါ်ရစေနိုင်တဲ့လက္ခဏာအမှတ်သားကောင်းတစ်ခုကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အစီအစဉ်မစခင်မှာကျွန်တော်ရဲ့စပိုင်ဗီဒီယိုနဲ့ဂမ်ယာဝုဒ် channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ။ကျေးဇူးပြုရေစပိုင်ဗီဒီယိုနဲ့လက္ခဏာဂမ်ယာဝုဒ် channel လေးကို plus s square လေးလုတ်ပေးထားကြပါဦးခင်ဗျာခုပုံမှန်မြင်တွေ့ရတဲ့လက္ခဏာအမှတ်သားအကြောင်းလေးကိုပြပြပေးသွားမယ်ပေါ့နော်လက္ခဏာအမှတ်သားဘယ်လိုလဲဆိုတော့ကြောင်အသက်လမ်းကြောင်းရဲ့ထိတ်မှာပေါ့နော်ခုလိုမျိုးအခွဲခွမမြင်လေးပေါ့เนาะဒီလိုမျိုးမြင်းချောင်းလေးပါရှိနေတဲ့လက္ခဏာပိုင်ရှင်လေးအကြောင်းပြပြပေးမယ်။ဒါကတော့တိုးတက်ကြီးပွားမှုအောင်မြင်မှုကိုရရှိနိုင်တဲ့လက္ခဏာအမှတ်သားတင့်ကေတာ လက္ခဏာလေးဖြစ်ပါတယ်။တကယ်လို့မိမိရဲ့လက်မှာပေါ့နော်ခုလိုမျိုးဒါပါရှိတယ်နောက်တစ်ခါကျဒီလိုမျိုးတက်ခိုင်းနေလို့ပေါ့နော် ွာထွက်နေတယ်ပေါ့နော်လက္ခဏာဒီလိုမျိုးပါရှိနေဆိုပို့ပြီးတော့ကောင်းတယ်အကျိုးပေးအားပို့ပြီးတော့တန်ပေးပေါ့နော်ဒါကဘာလဲဆိုတော့စီးပွားဥစ္စာတွေတိုးတက်တက်တယ်လုပ်ငန်းတွေပေါ့နော်တစ်ခုပြီးတစ်ခုပေါ့နော်အောင်မြင်မှုရရှိတတ်တယ်အသက်လက်ပိုင်းရည်စပြီးပေါ့နော်မိမိရဲ့လုပ်ငန်းပိုင်းမှာပေါ့နော်အောင်မြင်မှုတွေတိတိကျကျတိုးပွားမှုတွေဥစ္စာတွေတိုးပွားလာတာတွေကိုကြုံစေနိုင်တဲ့လက္ခဏာအမှတ်အသားဖြစ်ပါတယ်လုပ်ငန်းကိုင်ငံမရှိသူတွေဆိုရင်လုပ်ငန်းလမ်းကြောင်းပေါ်ကိုရရှိလာတာမိမိရဲ့အသက်မွေးကမ်းကြောင်းရဲ့နောက်ထပ်တစ်ဆင့်ပေါ့နော်တက်လ န်းနိုင်တဲ့အထည်ကိုလုပ်ငန်းကံကံတပေတပန်းညီနဲ့ထိပေါ့နော်ဒါချီးပွားတုတ်တက်စေနိုင်တဲ့လက္ခဏာအမှတ်သားကောင်းဖြစ်တယ်အထူးအဖြစ်ကတော့ပေါ့နော်တချောင်းနဲ့ပါရှိခြင်းထက်ဒီလိုမျိုးတက်ကိုင်းနေလို့ဖြာပြီးတော့ထွက်နေတာပို့ပြီးတော့အကျိုးပေးအားပို့ပြီးတော့ထက်တန်တယ်ပို့ပြီးတော့ကောင်းပါတယ်တကယ်လို့မိမိလက်ရထိတ်မှဒီလိုမျိုးပါတယ်ဆိုရင်တော့မိမိကအသက်လက်ပိုင်းအားစပြီးတော့မိမိရဲ့ဘဝမှာအောင်မြင်မှုတုတ်တက်မှုလေးချီးပွားမှုလေး ဥစ္စာဒနာပြည့်စုံကြွယ်ဝချမ်းသာမှုတွေကိုရရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ဗောနော်ဒီလိုမျိုးအတက်ရဲ့လမ်းကြောင်းရဲ့ထိပ်မှာတစ်ခုလိုမျိုးအတက်ကန်းလေးလို့ဖွာထွက်ပြီးတော့ဗောနော်လမ်းကြောင်းလေးပါတယ်။နောက်တစ်ခုကဒီအတက်ရဲ့ လမ်းကြောင်းရဲ့အောက်ခြေမှာလည်းအခွဲအခွာမြင်ပါတယ်ပေါ့နော်ဒါဆိုရင်တော့ပိုပြီးတော့ကောင်းတယ်။ဘာလဲဆိုတော့အိုဇာတာကောင်းစင်နိုင်တဲ့လက္ခဏာဖြစ်တဲ့အသက်ကြီးပိုင်းရောက်လေချမ်းသာလေပစ္စည်းဥစ္စာတွေကျေဝါလေပြည့်စုံလေပေါ့နော်ဒီလိုမျိုးလက္ခဏာအမှတ်အမ်းမျိုးဖြစ်ပါဒီနှစ်ခုပေါင်းလို့ရဆိုရင်35ရက်နောက်ပိုင်းမှာတိတိတတ်တာလုပ်ငန်းလမ်းကြောင်းပေါ်ရောက်ရှိတာလုပ်ငန်းတွေတိုးတက်ပြောင်းလဲသွားတာနောက်တစ်ခါကျလုပ်ငန်းတွေစီးစင်ဥစ္စာတွေတိုးတက်ပြီးတော့အောင်မြင်မှုတွေရရှိပြီးတော့ ကျေဝါချမ်းသာလာမျိုးတာကိုဖြစ်ပေါ်စေတတ်တဲ့လက္ခဏာအမှတ်သားကောင်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးအခွဲအခွာပါရှိတဲ့သူနောက်တစ်ချက်ကပါလဲဆိုတော့အပျော်ပါလိုက်စားတတ်တဲ့ခီးဝေးတွေတွားတတ်တယ်ခီးတွေပါလေခဏခဏပေါ့နော်မကြာခဏထွက်ရလတ်တဲ့ အကျင့်လေးရှိတယ်အငိမ့်မနေရတဲ့ဘူးပေါ့နော်လှုပ်ရှားရုန်းကန်နေရတဲ့လက္ခဏာအမှတ်အလဲဖြစ်ပါခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက်စီစဉ်များကိုဆက်လက်အားပေးနိုင်အတွက်ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်မီယာဘူဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဗီဒီယိုနဲ့လက္ခဏာဂမ်မီယာဘူဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ